ဆယ်တန်းနေအောင်ပြီးတော့အင်ဂျင်နီယာချောင်းစတဲ့တော့ကျွန်တော်တို့အချင်းချင်းဒီတို့ပြောကြတဲ့စကားလေးနဲ့စကြင်ပါတယ်ခင်ဗျာအင်ဂျင်နီယာတယောက်တစ်ခါမှားသွားရင်အသက်တွေအများကြီးတည်နိုင်တယ်ဆရာဝန်တယောက်တစ်ခါမှားသွားရဆိုရင်တော့အဲ့ဒီလူနာတယောက်ပဲအသက်တည်နိုင်တယ်တဲ့အဲ့ဒီစကားကငလျင်ကြီးလှုပ်ပြီးတော့နေတိုင်းငလျင်နေဆယ်ခုအခု20လှုပ်နေတဲ့အခုလိုခြေမျိုးမှာပို့ပြီးတော့တည်တာပါတယ်အဲ့ဒါကဘာကိုပြောချင်တာလဲဆိုတော့ ကျွန်တော်တို့ရဲ့ဝိတ္တရားတွေကိုကျွန်တော်တို့တည်တည်ချာချာလိုက်နာပြီးတော့မလုပ်ဘူးဆိုရင်စောင့်စည်းရမှာတွေမစောင့်စည်းဘူးဆိုရင်စောင့်ရှောက်မဲ့အသိပညာတွေနဲ့မစောင့်ရှောက်ဘူးဆိုရင်ကျွန်တော်တို့လောကကြီးအသိကိုအနိုင်များပါတယ်ခင်ဗျာအဲ့လိုမျိုးပဲတကယ်ကတော့ပို့ပြီးတော့အနိုင်ကြီးတဲ့အလုပ်တွေလည်းရှိပါသေးတယ်ကျွန်တော်တို့အခုနေ့စဉ်အစားသုံးနေတဲ့အစားတောက်တွေမှာမုံပတ်လိုမျိုးပေးပြားလိုမျိုးတွေမှာတချို့ကုန်ထုတ်လို့သူတွေက ဖော်မလင်ဆိုတဲ့လူသေးရင်မပုတ်တဲ့ဆေးတွေကိုထည့်တယ်။အဲ့ဒါမျိုးတွေကြောင့်ကျွန်တော်တို့ကြောက်ကယောဂါတွေယောဂါတွေအများကြီးဖြစ်တယ်။ရိတ်လိုမျိုးအလားတူပဲကျွန်တော်တို့ငပိတွေမှာဆိုရင်လည်းကျွန်တော်တို့ကဝိတရားတွေကိုစောင့်ရှောက်ခဲနဲ့ဓာတ်မြေဝါဒတွေထည့်ပြီးတော့ငါးတွေမြင်မြန်ကြည်အောင်လုပ်လိုက်မယ်ဆိုရင်အဲ့ဒါတွေကိုစားမိတဲ့ကျွန်တော်တို့ကအများကြီးဒုက္ခရောက်နိုင်တယ်။လောကကြီးဒုက္ခရောက်နိုင်တယ်။တကယ်တမ်းအဲ့ဒါဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ထုတ်လုပ်သူတွေရဲ့ ်ဆောင်စည်းရမယ်ဆောင်ရှောင်မယ်ဝိတရားတွေကိုမဆောင်ရှောင်နိုင်လို့ပေါ့အဲ့ဒါမျိုးပဲကျွန်တော်တို့လောကကြီးထဲမှာဆောင်စည်းဆောင်ရှောက်ဖို့တိတ်အရေးကြီးတဲ့လူတွေရှိတယ်အဲ့ဒါတော့ဆရာတွေဆရာမတွေဖြစ်မယ်ထင်တယ်ဆရာတွေဆရာမတွေကကျွန်တော်တို့ကလေးတွေကိုသရိတသီလတွေဝရိတသီလတွေဒီလိုမျိုးအရေးကြီးတဲ့ဝိတရားတွေရရှောင်ရမယ့်ဟာတွေရအဲ့ဒါတွေကိုသေချာမသင်ပေးလိုက်ဘူးဆိုရင်နောက်မျိုးဆက်တည်တည်ဟာကျွန်တော်တို့ ဝိတရားတွေကိုမသိဘဲနဲ့ပို့ပြီးတော့ပို့ဆိုးတဲ့လောကကြီးဖြစ်လာမယ်အဲ့လိုမျိုးပဲဆရာဝန်တွေလည်းတို့ရဲ့ဆောင်းစည်းရမယ်ဆောင်းရှောက်ရမယ်ဝိတရားတွေနဲ့လောကကြီးကိုအလားဆင်ဖို့လိုတယ်အုပ်ချုပ်တဲ့လူတွေကလည်းဆောင်းစည်းရမယ်ဝိတရားတွေဆောင်းရှောက်မယ်ဝိတရားတွေနဲ့ပြီးတော့ကာကွယ်ရမယ်လူတွေကလည်းတို့ရဲ့ဝိတရားတွေနဲ့ဆောင်းစည်းရမယ်ဟာတွေနဲ့ဆောင်းရှောက်ရမယ်ဟာတွေနဲ့လောကကိုအလားဆင်မှာဖြစ်မယ်အဲ့လိုမဟုတ်ဘဲနဲ့ သူတို့ကနေပြီးတော့ဆောင်းစည်းရမှာလည်းမဆောင်းရှားဘူးဆိုရင်ဒီနေ့လောကကြီးလိုမျိုးကျွန်တော်တို့လောကကြီးကမလှမပါဘူးဖြစ်နေကြမယ်။ဒါလေးကိုငရင်လောက်တဲ့အချိန်မှာသိတာနေတယ်ဆိုတော့ဒါလေးကိုမိမောင်းထုတ်ပြရင်းနဲ့တကယ်တမ်းလောကကြီးကိုအလှဆင်နေတယ်ဆိုတာကကျွန်တော်တို့ရဲ့အလုပ်တွေအလုပ်တွေနဲ့သက်ဆိုင်တဲ့ဆောင်းရှောက်ရမယ့်ဟာတွေဆောင်းစည်းရမယ့်ဝတ်ဟာတွေပါဠိလိုပြောရင်တော့ဇာရိတတိလာဝါရိတတိလာတွေပေါ့ဗမာလိုဆိုလို့ရှိရင်တော့ ကျွန်တော်တို့ရဲ့ရှောင်းတဲ့ဒီလာတွေရဲ့ကျွန်တော်တို့စောင့်ရှောင်းအောင်မယ်ဆောင်းတဲ့ဒီလာတွေရဲ့ဒါတွေကိုလိုက်နာပြီးတော့လောကကြီးကိုအလှဆင်ကြပါစို့